စောင်းဝင်နေရင်မပြေလဲလို့နေမှာတထင်းလိုက်စုံနေရတဲ့ပြတီဦးအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်းလေးထန်နေမှာပြန်လဲကျူစွန်လိုက်ပါနဲ့ခုချိန်မှာမြန်မာနိုင်ငံမှာကုန်စည်နှုန်းကြီးမြင့်ကတာမန်ခြေခံလူဒန်းစားတွေလူလက်ဒန်းစားတွေကရက်တီဖို့ခက်ခဲလာတာပါဒီလိုတာမန်လူတွေမပြောနဲ့အမှုပညာရှင်တွေနာမည်ကြီးဆယ်လီတွေတော့ရက်တီဖို့ခက်ခဲလာတာဖြစ်ပါတယ် ဒါကြောင့်လည်းအမှုပညာလုပ်တွေရည်နာထားတဲ့ပြည်သူ့နဲ့တခြားသောထိပ်တန်းမှုပညာရှင်တွေအားဆိုရင် နေပွဲတွေမှာတချင်းလိုက်ဆိုနေရတာဖြစ်ပါတယ်တောင်ကြီးမြို့ကဟိုတယ်တစ်ခုရဲ့ private party ပွဲတစ်ခုမှာတရုတ်ဆောင်မင်းသားပြည်တည်ဦးကိုထူးထူးခြားခြားပုံစံနဲ့တွေ့လိုက်ရတာဖြစ်ပါတယ်။ဒီလိုတွေ့ရတာကြောင့်ပြည်သက်တွေကအံ့အားသင်ခဲ့ရပါတယ်။ပြည်တည်ဦးဟာ ဆိုပါ private party ပွဲတစ်ခုမှာတတော်လေးကိုပျော်ရွှင်မြူးတူးကခုန်နေကြတာကိုမြင်တွေ့ရတာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့တရုတ်ဆောင်ပြည်တူးကိုဒီလိုပုံစံနဲ့မြင်တွေ့ရဖို့မဆိုထားနဲ့လူမြင်ကွင်းမှာတော့မြင်လိမြင်ထားတိတ်မရှိပါဘူးအထူးသဖြင့်ကိုဗစ်နဲ့နိုင်ငံရေးဖြစ်စဉ်တွေပြီးမှတရုတ်ဆောင်ပြည်တူးဟာဇနီးတဲ့အင်ဒရာချော်စင်နဲ့အတူအမှုပညာလုပ်တွေကိုရန်နာထားတာပါအဆိုပါအချိန်ကာလမတိုင်ခင်လူတွေအားလုံးသိထားကြတဲ့အတိုင်းပြည်တည်ဦးဆိုတာကကြာရာစံရုပ်တွေကာရိုက်တာတွေကိုပြည်ပြန်ပိုင်နိုင်စွာတယုတ်ဆောင်နိုင်တဲ့မင်းသားတစ်လက်ပါ ။ဒါကြောင့်လေ PTU ဟာ အနုပညာလောကရဲ့ထိတ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့တယ်လို့အကယ်ဒမီစုတွေအများကြီးယှထားတာပါ။ဒါပြင် PDU ဟာမြန်မာနိုင်ငံရဲ့ထိတ်တန်းသရုပ်ဆောင်မင်းသမီးအိန္ဒြာကျော်စင်ရဲ့လက်ထပ်အပြီးမှာပိုပြီးနာမည်ကြီးလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း PDU နဲ့အိန္ဒြာကျော်စင်တို့ဟာနိုင်ငံရေးဖြစ်စဉ်တွေနဲ့အတူကိစ္စများစွာဖြစ်ဖြစ်ခဲ့တာဖြစ်ပြီးအနုပညာလုပ်တွေရန်နာထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပြည်တူးနဲ့အင်ဒရာကျော်စင်တို့ကို လူမြင်ကွင်းမှာတိတ်တွေ့ရတာမျိုးမရှိပါဘူး။ရန်ပန်ရခအခမ်းအနားပွဲထက်တာကြောညာရိုက်ကူးတာလောက်ပဲလုပ်နေတာဖြစ်ပါနေ။ဒါပေမဲ့လည်းအခုခါမှာတော့စာဝတ်နေရေးချက်တဲနေတာကြောင့်ပြည်တူးဟာ private party ပွဲတစ်ခုမှာကာကုံမြူတူတချင်းစုံနေပုံရတာပါ။ဟိုတယ်တစ်ခုထဲမှာပြုလုပ်ပုံရတဲ့အဆိုပါပွဲမှာတော့ပြည်တူးနဲ့အတူဆက်ဆိုင်ခတ်လိုက်တဲ့လူမင်းပါဝင်တခြားသောအမှုပညာရှင်တွေလည်းပါဝင်တာကိုတွေ့ရပါတယ်။ ီဒီယိုဖိုင်ထဲမှာတော့အစိုးရဆဆိုင်ခန့်လိုင်ကမင်းစော်တန်ကားစော်ပို့မိုက်တယ်ဆိုပြီးတချင်းဆိုနေချိန်မှာပြတီယူဟာဆဆိုင်ခန့်လိုင်ကိုဖက်ကကိုင်းနေအောင် ခနေတာပဲဖြစ်ပါနေ။ဒါပြင်ပြတီယူဟာကိုရိုင်းလဲတချင်းနေဆိုခဲ့ပြီးပြတီယူရဲ့အမားခံပြိတန်ရှမ်းတထီတယောက်ကဆိုရင်ပြတီယူကိုငွေချက်300ရောင်စုချခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတာပါ။ ပြည်သူကစူပါပွဲမှာ သူဟာဒီလိုမျိုးစိတ်လွတ်ကိုလို့မပြောရဘဲစိတ်ညစ်နေတာကကြာပြီဖြစ်ကြောင်းအခုတော့ဒီပွဲလေးမှာစိတ်လွတ်ကိုလို့ပြောနေမိကြောင်းရှင်းဖွင့်ခဲ့ပါတယ်။ပြည်သူဟာဒီလိုမျိုးအနုပညာလုပ်တွေကိုဆွန့်လွတ်ထားပေမဲ့တိန့်တရာစူချတဲ့ပြည်သက်တွေရှိတာကိုထောက်ရှုခြင်းအပြင်ပြည်သူကိုအားပေးတဲ့ပြည်သက်တွေများစွာရှိနေသေးတာကိုမြင်တွေ့ရမှာပါ။ ီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစာဝတ်နေရေးအတွက်တချင်းစုံနေရတဲ့ပြည်တီဦးကိုဘလို့မြင်ကြသလဲဆိုတာပြောသွားပေးကြပါအောင်ရှင်။